တာလေးတွေးမိတာလေးတွေးမိတော့လည်းမနေနိုင်ဘူး။ဒါကြောင့်ကျွန်မကဝင်ကြီးခံလို့ပြောတာ။နော်။ကျွန်မကဝင်ကြီးခံတော့မင်းကျွန်မကဝင်ကြီးမဲပေးတော့မရတော့ဘူးသိလား။မနေ့တော့ကဘာတွေးလိုက်လဲဆိုတဲ့ကကြောင့်အားလုံးလည်းမြင်မဲ့တူပါတယ်နော်။ကျွန်မဆိုလေတော်တော်တန်တယ်ဆိုကျွန်မတွေကတိတ်မတက်ဘူး။တိတ်မတက်ဘူးဆိုတာတော့ကျွန်မလည်းတက်တယ်ဆိုရင်ဒါတနိုင်ငံလုံးမြင်ပြီးတော့မှကျွန်မမြင်တယ်လို့ပဲ ဒီလိုယူဆလို့ရတယ်เนาะကျမကလေတိတ်ပြီးဟို follow ဒီ follow လုပ်ထားတာတွေကျမမှမရှိဘူးဟို media ဒီ media ကို follow ထားတာတွေကျမမလုပ်ထားဘူးအဲနောက်အဲ့လိုပေါ့ဟိုဟို selly ဒီ selly ကို follow ထားတာတွေကျမမှမရှိဘူးအဲ့တော့သူများ share မှာသူများဖြစ်မှာနောက်ဆုံးကြီးကိုတော်တော်ကြီးကိုဖြစ်တော့မှာကျမစီကိုတက်လာတယ်လို့ဒီလိုဖြစ်တယ်เนาะဆိုတဲ့ခါကျတော့မနေ့ကဗီဒီယိုဖိုင်လေးအကြောင်းအရာနှစ်ခုဒီနေ့ပြောချင်တာတစ်ခုအရင်ပြောမယ်เนาะဆိုတော့ကျမတို့ဒီယာတီကရှင်ပြုတ်ရဟန်းကန်ယာတီ မြန်မာတွေရဲ့တကယ်ကိုဒါလေးဟိုယဉ်ကျေးမှုကိုထင်ဟပ်စေတဲ့เนาะအာရိုးရယဉ်ကျေးမှုကိုထင်ဟပ်စေတဲ့တခါလေးကိုမြန်မာစိတ်ရင်းเนาะကိုထင်ဟပ်စေတဲ့တကယ်ကိုအာဘာသာသာသနာနဲ့နိုင်ငံနဲ့လူမျိုးရဲ့ပုံရိပ်တွေကိုထင်ဟပ်စေတဲ့ ဒီရှင်ပြုယဟန်ခံဆိုတာเนาะဒီလိုမျိုးလေးဒါအာအဲ့ဒီမှာမှကျမတို့ဒီမြန်မာပြည်အောက်ပိုင်းထက်စာရင်မြန်မာပြည်အထက်ပိုင်းကပို့ပြီးတော့မှជីជីကြဲကြဲခန်းခန်းနာနာလုပ်တယ်ဒီလိုပွဲမျိုးတွေကိုလေเนาะပုံမှန်အရဆိုလို့ရှိရင်ဒါမြန်မာပြည်အထက်ပိုင်းကလူတွေတကယ်ကိုထမီချောင်းစီအလူတော်ပေးပြီးတော့9ရက်9လီတခါတည်းကိုမိโกတိတ်ဒီလိုတွေကိုလှူတယ်ဝသားတုံးကြီးလက်သီးစုပ်တံတန်းနေပါလေဆိုတော့ဒါအထက်ဘက်ကပို့ပြီးတော့မှဒီຫາတွေကလုပ်တယ်เนาะဒီလိုမျိုးအလူတန်းနေလေအဲဒီရှင်ပြုယဟန်ခံဆိုပို့ပြီးတော့မှជីជីကြဲကြဲခန်း ကန်နာနာနဲ့ဟာတခါတည်းကိုလေအဲလောက်ကြတာအင်မတန်ဝမ်းသာစရာကောင်းနေအင်မတန်ပီတိဖြစ်စရာကောင်းနေအင်မတန်တာရုခေါ်စရာကောင်းနေအင်မတန်ကြည်နူးစရာကောင်းနေမြင်ကွင်းနေပေါ့ဒီရာဒီဆိုခလေးတွေကြောင်းပိတ်ပြီးဆိုလို့ရှိရင်ဒါအလူပွဲတွေကဆက်ပြီเนาะဒါယဟန်ကန်ရှင်ပြုတွေလာပြီးအာပြင်းငင်ပွဲပွဲပွဲတွေပေါ့လေတောက်လျှောက်ဒီဘက်ဆိုရင်ပွင့်လင်းရာဒီကလည်းရောက်လာပြီဆိုတဲ့ခါကြတော့ပွဲလေးတွေဆက်တာပေါ့เนาะအဲ့ဒီမှာမှနောက်ပိုင်းကျတော့လူတွေကလည်း ကွန့်နာတွေကအရန်များလာနေတဲ့တူတယ်နော်မဲကွန့်နေကိုကွန့်နေမောင်ကွန့်နေမတ်ကွန့်နေကအရန်ပေါ်လာတဲ့ခါကျတော့ကျွန်တော်တို့ခုနကရှင်ရင်းဆွဲလေးအရန်ကြည်နူးစရာကောင်းတဲ့အရန်လှပတဲ့တကယ့်ကိုလင်းဟာမြမရိုးရာညင်ခွင်းစစ်စစ် ဟိုစကိုင်းတို့မန္တလေးတို့ကျွန်တော်တို့ဒီဘက်အညာဘက်တွေဆိုကျွန်တော်တို့စကိုင်းတို့ဘာလို့ဆိုသွားရင်တခါလေးဆိုမြင်ရတယ်မြင်းနေနဲ့လှဲ့တာစင်နေနဲ့လှဲ့တာเนาะတခါလေးကိုရှင်ပြုတ်ရဟန်းကံတခါလေးလှဲနေမှာဆိုလို့ရှိရင်လေလေကြောက်စီထားတာလှဲနေဒီလိုမျိုးတွေနဲ့လှဲ့တာတော်တော်ကိုငွေကုန်ကြေးကြခံပြီးတော့မှဟိုအလူတန်းနေလောက်တာเนาะကျွန်တော်တို့အောက်အောက်ပြီးအောက်ရွာတက်ဒီအထက်ဘက်ကပို့ပြီးတော့မှလုတ်တယ်အင်မတန်ကိုသဘောကျစရာကောင်းတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဘလို့တွေဖြစ်လာလဲဆိုတဲ့ကကြာဒီကျမတို့ စိုင်ဖွင့်ပွဲတွေဆိုရင်မင်းသားမင်းသမီးတွေကိုဖိတ်ကြတယ်မလားစိုင်ဖွင့်ပွဲတွေဒါကတော့သူတို့ရဲ့စိုင်ဖွင့်ပွဲတွေအတွက် promote လုပ်တာလीဟုတ်တယ်လားမင်းသားမင်းသမီးလာတယ်ဆိုရင်လူကြည့်မယ်ပရိသတ်တွေရောက်လာမယ်ဒီအတွက်လူသိများအောင်လို့ promote လုပ်တာအဲ့တော့အလှပွဲတွေမှာမင်းသားမင်းသမီးတွေကိုပတ်စံပေးပြီးတော့မှငှားတယ်လက်ခံလို့ရတယ်ဒီထိလဲနော်အာသူတို့အလှပွဲစီကားအောင်လို့ဟုတ်တယ်နော်ဆိုတော့အလှပွဲစီကားအောင်လို့မင်းသားမင်းသမီးကိုပတ်စံပေးပြီးငှားတယ်လက်ခံတယ်ဒီထိလဲလက်ခံတယ်တဘောကမုံဆုံးမှဆိုပါစို့ မဟုတ်ဆိုးဘူးဆိုပါစို့ဟိုအိမ်တော်မရှိတဲ့အမျိုးသမီးတယောက်ဆိုပါစို့အိမ်တော်မရှိတော့တဲ့ကွာရှင်းထားတာပဲဖြစ်စေ၊ကွယ်လွန်သွားတာပဲဖြစ်စေပေါ့နော်အိမ်တော်မရှိတဲ့အမျိုးသားတယောက်ကဒီလိုမျိုးရှင်ပြုရဟန်းခံရဟန်းခံရှင်ပြုအလှကိုလုပ်တယ်ဆိုပါစို့အဲ့တော့မိမိရဲ့အိမ်တော်ဘက်မရှိတော့လို့မလို့ဟုတ်တယ်မိထီလာဘက်တယောက်မိမိရဲ့အိမ်တော်ဘက်မရှိတော့လို့မလို့မင်းသားမင်းသမီးကိုငှား စင်မော်မှာအတူရှင်တွဲမြင်းမော်မှာအတူရှင်တွဲအတူရှင်တွဲလမ်းလက်တွဲပြီးတော့မှရွှေလက်တွဲပြီးတော့မှဒါအလူပဲကိုဆင်နွှဲပြီးတော့မှဒီလိုလုပ်တယ်ဆိုရင်လက်ခံလို့ရသေးတယ်။အော်မူဆိုးဘုံကြီးမလို့။အော်မူဆိုးမကြီးမလို့နော်။အော်ယောက်ျားနဲ့ကွဲနေလို့မလို့ဒါသူကဒီလိုလုပ်တာ။အော်မိန်းမနဲ့ကွဲနေလို့မလို့ဒီလိုလုပ်တာဆိုလက်တင်ခံလို့ရတယ်။မနေ့တော့ကအလူပဲတစ်ပွဲတွေ့လိုက်တယ်။ရင်းစုံမရဘက်နဲ့ကမာ အဲ့လိုထင်တာပဲလေเนาะဒါလင်းစုံမရဘက်ပဲပေါ့ဟိုစဖြစ်တော့အဲ့ဒီမှာမှာယောက်ျားကလည်းမင်းသမီးနဲ့လက်တွဲပြီးထွက်တယ်အရှိရမိန်းမကလည်းမင်းသားနဲ့လက်တွဲပြီးတော့မှမိန်းမင်းသားကတပိတ်လွယ်ပြီးတော့မှထွက်တယ်เนาะဟိုကလည်းယောက်ျားကလည်းမင်းသမီးကနဲ့လက်တွဲပြီးတော့မှဖြည့်စင်နောက်စင်နဲ့ထွက်တယ် ဆိုတော့ကျမတို့ကလေတကယ်သာလင်မယားဆိုရင်ပြောပြတာပါဒီအလှရှင်အလှအမเนาะဒီဒီနှစ်ယောက်ဟာတကယ်ကိုအလှရှင်အလှအမလင်မယားဆိုလို့ရှင်ကျမတို့ကလေအလှရင်ဆက်ကိုရွှေလက်တွေးပြီးတော့မှတခါတည်းကိုလင်ဟာလူပုံအလဲမှာတခါတည်းဟိုးမရှိတူရှိတူဘဝတွေကိုတခါတည်းကိုဖြတ်တန်းခဲ့တာနေဒီလိုမျိုးအနောက်မှာတန်းစင်အပြည့်မြင်းအပြည့်တွေခြံရံပြီးတော့မှချင်းချင်းတဲအလှပွဲကြီးဆင်နွှဲနေတာကိုတခါတည်းကိုလင်မယားနှစ်ယောက်လက်တွဲပြီးတော့မှကို ကျင်းနူးပီတီအပြည့်နဲ့ယောက်ျားလက်ကိုလည်းမိန်းမကတွဲလို့မိန်းမလက်ကိုလည်းယောက်ျားကတွဲလို့အာမန်နေအပြည့်တခါတည်းကိုပီတီရဲ့အပြည့်နဲ့မော်မော်ကြွားကြွားနဲ့ဒီလိုရွှေလက်တွဲပြီးတော့မှရှောက်ရင်ပို့ပြီးတော့မှမတင့်တယ်ဘူးလားပို့ပြီးတော့မှခံစားချက်တွေမပြည့်စုံဘူးလားပို့ပြီးတော့မှစက်တီမင်္ဂလာမရှိဘူးလားလင်းရှိရတာနဲ့မင်းသားလက်တွဲပြီးတော့ကျမလိုလူမျိုးဆိုမရှောက်နိုင်ဘူးမယားရှိရတာနဲ့လည်း ကိုလင်ကမင်းသမီးနဲ့လက်တွဲပြီးအလှပွဲကိုထွက်နေတာကိုလေကျမဆိုမကြည့်နိုင်ဘူးကျမဆိုရင်ပြောပြတာနော်အဲ့တော့တကယ်အလှရှင်အလှမသာဆိုရင်မြင်ရတဲ့မြင်ကွင်းကရှိနေတဲ့တခါတည်းကိုစက်တီရီတွေလည်းရုတ်ရော့သွားတယ်နောက်တခါလင်ခန်းစားချက်တွေပေါ့ဒါဒီအလှပွဲကြီးဆင်နွှဲနေဆိုတာမှတ်တိုင်နေ နော်ဒီလင်မယားနှစ်ယောက်ရဲ့ဒါဒီအလှရှင် အလှမရဲ့မှတ်တိုင်လေဆိုတဲ့ခါကျတော့ဘဝမှာရုန်းကန်ခဲ့ရတာတွေလည်းရှိမယ် နော်ခက်ခဲခဲ့တာတွေလည်းရှိမယ်ကြမ်းတမ်းခဲ့တာတွေလည်းရှိမယ်အစင်မပြေခဲ့တာတွေအစင်ပြေခဲ့တာတွေအောင်မြင်ခဲ့တာတွေကြာရှုံးခဲ့တာတွေနော်ဝမ်းနေခဲ့တာတွေဝမ်းသာခဲ့အများကြီးပေါ့ဘဝမှာဖြတ်သန်းလာတာဒီနေ့ဒီအချိန်မှာအရာအားလုံးပြည့်စုံတဲ့အချိန်မှာတစ်ခါတည်းကိုထမီးထောင်းစီမောင်းတီးပြီးတော့မှအလူတော်ပေးပြီးတော့မှဟေးတခါတည်းကိုအလူပွဲကြီးချင်းချိန်တဲ့စင်းနေမြင်းနေခြံရံလို့เนาะတခါတည်းကိုပိဋကတ်အပေါင်းခြံရံလို့မလို့မှဒီပိဋကတ်လူပုံအလဲမှာ လင်းရင်မရရင်နှစ်ရလက်ကိုပိုင်ပိုင်တွဲပြီးတော့မှတခါတည်းကိုပီတိအဟုန်နဲ့ကုသိုလ်စိတ်တွေနဲ့မုံမောကြွားကြွားနဲ့ရှောင်ရလို့ရှိလို့ရှင်ဘယ်လောက်တောင်မှအတိတ်တွေပြည့်စုံလိုက်မလဲဘယ်လောက်တောင်မှဒီမြင်ဝင်ဟာစက်တည်ရှိလိုက်လဲအဲ့တော့လေအတူယူမယူသင့်တဲ့ဟာအရာတွေကိုအတူယူတယ်နော်ဟာဟိုဘယ်လိုခေါ်မလဲဟိုမလောက်သင့်တဲ့အရာတွေဆိုအကုန်လုံးလိုက်လောက်ကြတယ် ကျမသာဆိုရင်ဒါကတော့အလုံးကတော့ကိုဟာနဲ့ကိုပေါ့လေကျမသာဆိုရင်နောက်ဆုံးဆိုင်ဖွင့်မွေးလိုမျိုးကိုရဲ့စီးပွားရေးကြော်ညာလိုမျိုးကထားလိုက်တော့ဒီလိုအလူပွဲမျိုးမှာဒီလိုမျိုးကိုငှားလို့ကုန်ကြမယ့်ဟာကိုဒီအလူအတွက်လွန်အပ်တဲ့နေရာကိုပို့ပြီးတော့မှလှူလိုက်မှာပေါ့ဒါလည်းတစ်ချက်ပေါ့ဒါလည်းပြောလို့တော့မကောင်းပါဘူးเนาะဒါကတော့ကိုရှိလို့ကိုလုပ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုကတော့ပြောလို့မကောင်းပါဘူးဒါကတော့မပြောတင်ပါဘူးကျမဒါပေမဲ့လေကျမစိတ်နဲ့ကျမကိုဆိုရင်ပြောပြတာပါ အေးအဲ့လိုမှမဟုတ်လို့မှကိုယ့်ရဲ့အလှပဲကိုကမြို့မျက်နှဖုံးကိုကမြို့မှာလဲလူသိစေခြင်းနဲ့ကိုယ့်ရဲ့အဟာကိုအလှပဲကိုသူများထက်ကိုထူးခြင်းနဲ့သူများထက်ကိုတာခြင်းနဲ့ဆိုငားပါမင်းသားမင်းသမီးနေတယောက်မဟုတ်ဘူးဆယ်ယောက်ငါအရှိကနေတန်းစီပြီးရှောက်ခိုင်းလိုက်အနောက်ကနေတခါတည်းကိုလင်းရင်မရရတခါတည်းကိုရှင်းလွတ်တွဲပြီးတော့မှတခါတည်းကိုဟိုပီတီအဟုန်နဲ့တခါတည်းကိုပျော်ရွှင်မှုနဲ့ကိုယ်တော်စိတ်အပြည့်နဲ့တခါတည်းကိုရှောက်ဆန်းမှာမော်မော်ကြွားကြွားနဲ့ အေးမင်းသားမင်းသမီးတွေပတ်စံပေးပြီးငားတယ်မလားမင်းသားမင်းသမီးဆိုတာပတ်စံပေးရင်ခေါ်လို့ရတာကြီးပဲဟုတ်တယ်နော်ဒီလိုပြောရင်နည်းနည်းတော့ရိုင်းသွားမယ်ဟုတ်တယ်လားဒီ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 ခေတ်ကပတ်စံပေးရင်အကုန်အကုန်ငားလို့ရတယ်ဒါငွေရှိရဲ့သူကအကုန်လုံးခေါ်လုတ်ခိုင်းလို့ရတယ်နော်ဆိုတော့ဒီလိုဟာမျိုးပြောတာပါကျန်တဲ့ဟိုစကားတွေတော့ကုတ်တုတ်ကတ်တက်တွေလိုက်မပြောနဲ့နော်ဆိုတော့အဲ့လိုမျိုးလုံလို့ရတဲ့ခေတ်ကြီးမှာ ခေါ်လိုက်စမ်းပါမင်းသားမင်းသမီးတရာစင်ခေါ်မလားအရှိကနေတန်းစီပြီးလျှောက်ခိုင်းလိုက်ကျမတို့ကိုးနောက်ပိုင်းဘန်းနောက်ပိုင်းနေလျှောက်ခိုင်းတယ်လို့မျိုးလေအမတန်းစီပြီးမင်းသားမင်းသမီးတွေလျှောက်ခိုင်းလိုက်အနောက်မှာအလူရှင်အလူမလက်ချင်းချိန်ပြီးလျှောက်စမ်းပါရင်းရင်းဝင်းဝင်းမော်မော်ကြွားကြွားပျော်ပျော်ရွှင်ရွှင်နဲ့နော်ဆင်တော့အဲ့တော့တဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ရိုးရာပုံရိပ်တရားလေးလीအဲ့လိုမျိုးအတူယူလွဲမှားမှုတွေကြောင့်တဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့တခါတည်းကိုလीအ အာမင်းနေရုပ်ရော်လာပြီးတော့မှလေအတူယူတွေမှားကြတာလေနော်အဲ့ဒါလေးကိုကျမလေအလှရှင်အလှမတွေဒါအလှရာသည်ဖြစ်တဲ့အတွက်ကြောင့်မလို့သတိပေးတာပါနော်သတိပေးတာပါဟိုကျမတို့ကဒါလေဟိုရုပ်ရပုံရိပ်တွေနဲ့ပတ်သက်ဆက်ဆက်နေတယ်စက်တီမင်္ဂလာနဲ့ပတ်သက်ဆက်ကိုသားဆိုရင်အလှပွဲလုပ်တဲ့ချိန်မှာကိုလင်းကိုမယားပဲလက်ချင်းချိတ်ချင်တယ်ကိုယောက်ျားမဟုတ်တဲ့ယောက်ျားတယောက်ကိုကျမလက်ချိတ်နိုင်ဘူးကိုယောက်ျားကလည်းဒီလိုပဲသူမိန်းမမဟုတ်တဲ့မိန်းမတယောက်နဲ့လက်ချင်းချိတ်ပြီးအလှဘဲမှာသွားနေတာမျိုးကျမမကြည့်နိုင်ဘူး နော်ဟိုကျွန်မစိတ်ဆိုရင်လေအဲ့တော့အလူရှင်အလူမကြီးတွေအနေနဲ့ပတ်စံချမ်းသာလို့ကိုကငွေကြေးတက်နိုင်လို့မလို့မှဇာချင့်ကျင်နေဆိုရင်ခေါ်ပါမင်းသားမင်းသမီးတွေဒါစင်နဲ့ချီပြီးခေါ်ပါချီတဲ့မြမင်းသားမင်းသမီးအကုန်ခေါ်ပါတန်းစီပြီးရှောက်ခိုင်းလိုက်တန်းစီပြီးရှောက်ခိုင်းလိုက် ကိုကတော့ဖြင့်လင်းရှိမယားရှိရတာနဲ့တော့လင်းရဲ့မယားရဲ့လက်တွေကိုဖယ်ပြီးတော့မှတော့ဒီမင်းသားမင်းသမီးနဲ့လက်တွဲပြီးရှောက်တဲ့မနက်ကလိုဗီဒီယိုဖိုင်မျိုးတော့မလုပ်ကြပါနဲ့လို့ကျမအဲ့ဒါလေးကိုသတိပေးနေတာဒီနေ့မနက်အဲ့ဒါကိုပြောချင်တာအလူရာဒီရောက်တော့မယ်နော်ဒါလေးသတိပေးတာဘလောက်ကြည်နူးစရာကောင်းလဲကိုလင်းကိုမယားနဲ့တခါတည်းကိုထမေချောင်းစီမောင်းတီးလှူရတဲ့ဟာနော်